ဒီကနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့စောင်းပါတပုတ်ကတော့ဆရာမမတ်တီရာစမ်းကြောင်းရေးသားတဲ့စွမ်းသေးရလားဆိုတဲ့စောင်းပါတပုတ်ပဲဖြစ်ပါတယ်။ငလျင်ပြီးစစ်ကောင်စီရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကို ကြည့်တဲ့အခါ လူတွေရဲ့ထိခိုက်ထိခိုက်နစ်နာမှုတွေအတွက် ပူပန်ကြောင်းကြားစိတ်ကင်းမဲ့ပြီးလက်တလောအခြေအနေပေါ်နိုင်ငံရေးနဲ့ကိုကျိုးအမျက်ထုတ်ဖို့ကလူချင်းနေတာကိုအထင်ရှား တွေ့ရပါတယ်။ဒါအပြင်အောက်ခြေစစ်သားတွေကိုယ်တိုင်ကကူညီကယ်ဆယ်ရေးကိစ္စတွေကို လုံးဝစိတ်မပါဘဲဟန်ပြတာလို့အစ်မန်ကူညီလောက်ကင်နေတဲ့ကယ်ဆယ်ရေးသမားတွေကိုတော့လက်နက်နဲ့ထိန်းချုပ်နေတာတွေကိုလည်းမြင်နေကြရပါတယ်။နောက်ပြီးရက်ကွက်လိုက်အုတ်ကြီးစီဝင် ဆိုသူတွေကပါဒုက္ခကြုံနေတဲ့လူတို့ကိုအနိုင်ကျင့်ပြီး ိုဂျိုးစီးပွားရှာဖို့ပဲလှုပ်လာကြတာကိုလည်းကြားကြရပါတယ်ဒီတော့အဖြေတိပြီးသားပဲမယ်မိကွန်းတစ်ခု ပေါ်လာပါတယ်စစ်ကောင်စီတဒက်လုံးနဲ့စစ်အာဏာရှင်ကိုအားပေးအားမြောက်ပြုနေတဲ့စီးပွားရေးသမားဝန်တန်းကြီးငယ်များ အပါဝင် အတိုင်းဝိုင်းတစ်ခုလုံးမှာလူချင်းတူတူတူချင်းမျှမျှစာနာနာလေစိတ်နိုင်ငံအကျိုးရည်တူရည်ရှိမျှော်မြင်နိုင်မှု ကြောင်းကျူးစင်ခြင်းတုံးသက်တက်မှုဆိုတာတွေကိုပိုင်ဆိုင်အတုံးချနိုင်တဲ့တစုံတယောက်မှမရှိနေကြတာလားဆိုတာပါပဲ။နာဂေတုံးကနေပြည်တော်ဟာနေသားတပလင်းညာကမှနိုင်ငံတကာကိုလာမကူနဲ့လို့မန်တင်းပြခဲ့တဲ့လောက်ငလျင်ပြီးမှတော့နေမဆိုင်ညမဆိုင်နိုင်ငံတကာကြီးကူပါကေပါလို့ထပြောရလောက်နေပြည်တော်သားမှာက တပ်ရဲ့အခြေခံအဆောက်အအုံအဆောက်အဦးတော်တော်များများပျက်စီးခဲ့ပါတယ်။ဝန်ကြီးဌာနအဆောက်အဦးတွေသာမက ဝန်ထမ်းအင်အားတွေပါပျက်စီးခဲ့တယ်လို့တပ်ရဲ့လျှို့ဝှက်ဥမင်လိုထိပ်သီးနေအိမ်တွေလိုအဆောက်အဦးတွေပါပျက်စီးတယ်လို့လည်းဆိုကြပါတယ်။တပ်ဟာလူမှုနဲ့နိုင်ငံအပေါ်ခေါင်းပုံ ဖြတ်ယူမက အချင်းချင်းလဲအထာမထားပဲဥသူကအာဂရိစား အမျက်ထုတ်ကိုယူရှာမြဲပါဒါကြောင့်မို့သူတို့ရဲ့ကဘာတီတပြည့်အာနာတီစီမံဂိမ်းတွေကမြို့တော်ကြီးနဲ့ခိုးလုံရအဆောင်ရောင်တွေဟာငလင်းတန်းကို မခံနိုင်တာဟာမဆန်းကျေပါဘူးမန္တလေးနဲ့သခိုင်းကနှစ်ရာချီကြာတဲ့ရင်ကျင်းမှုအဆောက်အုံတွေ ထိခိုက်ပျက်စီးတာဟာစိတ်မကောင်းစရာဖြစ်ပေမဲ့အံ့ဩစရာမဟုတ်ပါဘူးဒီလောက်နှစ်တွေကြာအောင်ရာသီဥရုနဲ့စစ်ဘေးဒဏ်တွေခံခဲ့ရတာဦး နေပြည်တော်ကကြည်ကျဲခန်းနာလာကြီးရဲ့ဆိုတဲ့တပ်ပိုင်းအဆောက်ဦးတွေမြေခပြူကျထိခိုက်တယ်ဆိုတာကတော့တွေးကြည့်ရင်အမခန်းပါပဲမြို့တပ်တန်းကဖြင့်အနည်း20ရှိသေးတဲ့မြို့ကြီးရဲ့လေစိတ်စေးရုံတွေအပါဝင်အခြေခံအဆောက်အုံတော်တော်များများပျက်စီးကြတာတပ်ရဲ့စေတနာအရေးအသွေးတွေကိုပေါ်ပြနေတယ်လို့အဂရိကြီးမားမှုကိုလည်းဝန်ခံနေပါတယ် ဒီတက်ကပဲဒီမျိုးကူသားမကဒီနိုင်ငံကြီးကိုခင့်မီဖွံ့ဖြိုးတိုးတက်အောင်အေးချမ်းသာယာအောင်ကောင်းမွန်တဲ့အနာဂတ်ဖြစ်လာအောင်တတ်နိုင်သေးတယ်လို့ယုံကြည်လှုံ့ဆော်အားပေးနေကြသူတွေရှိနေသေးတာကတော့အံဩစရာအကောင်းဆုံးအံဩစရာအကောင်းဆုံးတကထွက်ခေါအံဩစရာအကောင်းဆုံးပါပဲ။ တကယ်တော့အခုလူသူလက်နဲ့ဆူတဲ့စွန့်အင်အားပိုင်းစစ်တီကျွန့်ဝင်တဲ့စိတ်တက်ရေးရာပိုင်းတွေအရအပြက်စီအများဆုံး institution ဟာစစ်ကောင်စီရဲ့တက်မတော်ကြီးကိုတိုင်းပဲဆိုတာအားလုံးသိနိုင်တဲ့အဖြစ်ပါ။ဘာပြစ်မှုမှမကျူးလွန်ပဲစရီးစားချီရုံးလုပ်ငန်းလောက်လုပ်နေရတဲ့ institution ပဲဖြစ်စီုံတော့ မရှိမရှိမဲ့တိတ်ခါလေးတော်မကြံတော့တဲ့ institution တွေကအဖွဲ့ဝင်တယောက်မူကိုယ့်ရဲ့လူသားတိတ်ခါလေးပါပုံပက်ကြိုးကျင်နေပြီဆိုတာကိုကိုတွေ့မသိရင်တော့ခံစားသိတော့ရှိနေကြပြီလေဖြစ်ကြပါလေဒါနဲ့များတော့လက်ရှိ အခြေအနေကိုယုံထွက်ဖို့မကြိုးစားပဲဆက်လက်ဖတ်တွယ်နေကြတာဟာတော်ယုံတန်ယုံညံမဲ့မှုမျိုးတော့မဟုတ်ပါဘူး တခြားဥပမာတွေကို အသာထားပြီးနေပြည်တော်တိဆောက်ရေးတက်တက်ကိုကြည်ကတက်အတိုင်းဝိုင်းဟာကိုဘာသာမေကွန်ထုတ်ကြဖို့လိုတာပါပဲအာနာဂူသာကဘာတီတွေတိမ့်ပိုက်ထားခြင်းနာမျိုးတမျိုးကို အနည်း20ထက်ပိုခံအောင်တည်နိုင်တဲ့စွမ်းရည်မျိုးအမျော်မြင်မျိုးစေတနာမျိုးငါတို့တွေမှာရှိနေပြီလားလို့မေးစေမေးကြည့်စေခြင်းပါလေ နေပြည်တော်ဟာတက်ရဲ့စိတ်ကူးတက်ရဲ့ရင်ဝင်ပိုက်ပါ သူ့ရဲ့အတွေးကို သူ့ရဲ့အသွေးသားတန်မျိုးနွယ်နဲ့ခရိုနီဆောက်လုပ်ရေးကုမ္ပဏီများကုမ္ပဏီတွေကတီဆောက်ဖန်တီးခဲ့တာပါဒါနဲ့များတော်အနှစ်20လောက်နဲ့ပြူကျမြေခနေတာတွေဒင်းချမ်းကိုမြင်နေရတာဟာတက်ဦးရှောင်တွေဖို့သစ္စရာမျက်နာသာကြံပြီးရှက်စရာမျက်နာ မကြံသင့်တော့ပါဘူးဒီလိုရေသွေးမျိုးနဲ့တက်ဟာနိုင်ငံကြီးတနိုင်ငံလုံးကိုနောင်ဘဏ္ဍနစ်ခံအောင်များဆက်ဒုက္ခပေးနိုင်အောင်မှာပါလေဒီချိန်မှာတက်မိသားစုဆိုတဲ့ဘယ်တော့မှတာဖလူ တားအမိလူချစ်ခင်နှွေးထွေးမှုမျိုးမပေးပဲအကြောက်တရားတွေအာဂရီတွေနဲ့တိုင်ပတ်ပိတ်မိနေတဲ့တက်အတိုင်းဝိုင်းတဲ့ကလူစွမ်းကောင်းလေးတယောက်ဆနှစ်ယောက်ဆကနေအင်အားစုတစုအဖြစ်ယုံထွက်ယုံထလာနိုင်ဖို့လိုပါတယ်တိုင်းပြည်နဲ့လူထုကိုစေရနာမထားနိုင်ရင်တော့ကို institution ရဲ့ဘက်ကရီ အခြေအနေမှန်ကိုသုံးသပ်နိုင်ဖို့ လိုနေလို့ပါစင်မူတန်ဥပဒေကြောင့်တက်သားတစ်တွေရနိုင်နေဆိုပင်မဲ့ငလျင်ဘေးကြောင့်နိုင်ငံတကာစီကအတိမတ်ပြုမှုစံတဲ့ဆက်ဆံရေးလောက်ရလာယုံနဲ့တက်ရဲ့အည်သွေးအမျောမြင်စွမ်းရည်တွေအလိုလိုတက်မလာနိုင်ပါဘူးတက်အတွက်အဲ့ဓာတွေရလာဖို့ဆိုရင် တက်သေးကတန်မှု တက်သားလူစွမ်းကောင်းတွေလူနေပါလေဘလို့လဲ စွန်းသေးရလားပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်